ရှမ်းကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားကာကွယ်ရေးနှင့်လူ့ဆောင်ရေးကောင်စီရဲ့အစိုးရအဖြစ်ဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းနောက်ဆက်ကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လူ့ဆောင်ရေးကောင်စီရဲ့အစုံအဖြတ်ဖြင့်ရေကောက်ပွဲကျင်းပနိုင်သည်ကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားတယ်လို့မေလာ19ရက်နေ့နောက်ပိုင်းကကျင်းပတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်နောက်ဆက်ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝေကျုံမူကြီးမင်းအောင်လိုက်မှပြောကြားကြောင်းသိရပါဗျာ။ မိမိတို့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ရာပြည်သူများလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောက်လန်းရမှာဖြစ်ပြီးမိမိတို့မူလရွေချက်တွင်ပါရှိတဲ့အတိုင်းရွေကောက်ပွဲကျင်းပပြုလုပ်ရမှာဖြစ်ကရွေကောက်ပွဲပြုလုပ်ရရင် တနိုင်ကလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မယ်ဆိုပါကအကောင်ဆုံးဖြစ်တယ်လို့ပြောကြပါရစေ။ 2010ပြည်နှစ်2015ခုနှစ်နဲ့2020ပြည်နှစ်ပါတီစော်ဒီမိုကရေစီ အထွေထွေရေကောက်ပွဲတွေကိုလည်းရာနှုန်းပြေဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သလိုဖာစာပါလာခင်မှလည်းအခက်အခဲတွေကြောင့်ဆောင်ရွက်ခဲ့ရပါတယ်။ရေကောက်ပွဲကျင်းပရာမှာတရားမျှတတဲ့ရေကောက်ပွဲ အောင်မြင်တဲ့ရေကောက်ပွဲ ဖြစ်ဖို့လိုပါတယ်လို့နာဆာကဥက္ကဋ္ဌကပြောပါတယ်။ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်85ပုံမှန်128 ပုံမှန်155တို့တွင်လွတ်တော်ခေါ်ရမှအထာမြောက်တဲ့အပိုင်းများကိုထည့်သွင်းရေးသားထားပြီးဥပဒေများအားချိန်ထိုးကြည့်ပါကရွေးကောက်ပွဲကို အထာများအောင်ဆောင်ရွက်နိုင်ခဲ့ပြီးရွေးကောက်ပွဲကျင်းပကရွေးကောက်ခံအစိုးရဖြင့်နိုင်ငံအရေးဆောင်ရွက်ခြင်းဟာနိုင်ငံအတွက်အကောင်းဆုံးဖြစ်ကြောင်းနောက်ဆက်ကောက်ကထာကပြောကြားတယ်လို့သိရပါပါတယ်ရှင်။